ိုင်းရင်းသားဒေသတွေမှာရှိတယ်။အခြေခံပြည်သူလူထုတွေရဲ့ဘဝတိုးတက်ရေးနဲ့တည်ငြိမ်အင်းကျပ်ရေးအတွက်ပြည်သူကိုစားပြုမူဝါဒတွေကိုအစိုးရဘက်ကချမှတ်ပေးနိုင်စေဖို့လူထုအခြေပြုစစ်တမ်းကောက်ယူမှုတွေပြုလုပ်သွားမယ်လို့တိုင်းရင်းလူထုတိုးတက်ရေးမိဖက်အဖွဲ့ရဲ့လူထုအတွက်အကြံပြုချက်စာတမ်းအားလွှတ်တော်အစိုးရနဲ့တိုင်းပြည်သူအသိပေးတင်ပြခြင်းအခမ်းအနားကနေသိရပါဗျ။နေရဒေသမတူညီတဲ့တိုင်းရင်းသားဒေသအသီးသီးရဲ့လူလားချက်တွေဟာမတူညီတာကြောင့်လက်ရှိမှာဒေသအလိုက်လိုအပ်ချက်တွေကိုစည်းရင်းကောက်ယူနေပြီးနောက်ပိုင်းမှာတော့ဒေသအလိုက် စစ်တမ်းတွေကောက်ယူသွားမှာဖြစ်တယ်လို့တိုင်းသားလူထုတို့တက်ရေးမိဖက်အဖွဲ့ EBDB ကတွဲဖက်အထွေထွေတွင်းရင်းမှုတေဒေါ်ရီထွေးကပြောပါတယ်။နေရာဒေသတစ်ခုနဲ့တစ်ခုအားမတူဘူး။ဘာလို့လဲဆိုရင်ဒေသမတူဘူး။ရင်းနေအနေထားတွေမတူဘူး။ပထမဆုံးသူတယောက်လို့တာနဲ့တယောက်လို့တာနဲ့မတူဘူး။ဒေသတစ်ခုနဲ့တစ်ခုမတူတဲ့အတွက်ကြောင့်ကိုယ်ဒေသရဲ့အခြေအနေကိုဒီမှာတင်ပြကိုယ်ပါလုပ်ချင်။အဲ့ဒါတော့မတော်ဒီသူတို့ဒေသနဲ့တိုက်နေတာစစ်တမ်းတွေကိုကောက်ကောက်ယူသွားမှာဖြစ်တယ်ပေါ့။အဲ့တော့အဲ့ဒီကိစ္စတွေအခြေကာလကလည်းအခုပဲစနေတယ်။ ်ရှင်းပြရရင် အခုကပြည်သူတွေကပြည်သူတွေရဲ့အတန်ကိုထင်ရမှာစုမယ်စုပြီးတော့စစ်တမ်းကိုတိတ်မကြခင်ပါပဲမတော်စနိုင်နေမယ်လို့ယူကြည့်ပါတော့စစ်တမ်းကောက်ယူမှုတွေလှုပ်ဆောင်ရမှာတိုင်းရင်းသားလက်နက်ကင်အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ချိတ်ဆက်နိုင်ဖို့အခက်အခဲမရှိပေမဲ့တိုင်းရင်းသားလက်နက်ကင်တွေအစိုးရလွှတ်တော်တွေပြည်သူတွေအားလုံးပူးပေါင်းပြီးမူဝါဒချမှတ်နိုင်ဖို့ခက်ခဲနေတာဖြစ်တယ်လို့ EBTV အထွေထွေတွင်ရင်မှုဦးထွန်းမြင့်အောင်ကပြောပါရယ်မိဘဖွဲ့ဖွဲ့စည်းပြီးတော့အစိုးရလွှတ်တော် ်တို့အစိုးရပိုင်းတော်တော်ပိုင်းတို့တို့ဒီကိုဖိတ်ကြားပြီးတော့လူထုအရတိုင်းဟိုနားထောင်စီတယ်ပြီးတော့နောက်ပါဥပမာဥပမာမိတ်ဆက်ပွဲပါနောက်ပိုင်းမှာတော့ကျွန်တော်တို့တကားပိတ်စည်းဝေးတွေတို့ကမျိုးတွေနောက်ဒီနယ်တွေအတိုင်းတွေကိုဖိတ်ကြားပြီးတော့ကြားရပါတယ် EPDB အနေနဲ့အခြေခံလူထုဖွံ့ဖြိုးတိုးတက်စေဖို့အတွက်အစိုးရနဲ့လှုပ်တော်ကိုအကြံပြုချက်တွေပါဝင်တဲ့စာတမ်းတစ်စောင်ကိုစက်တင်ဘာ10ရက်ကပထမဆုံးအကြိမ်ပေးပို့ခဲ့ပါတယ်။တိုင်းသားလူထုတိုးတက်ရေးမိဖက်အဖွဲ့ကတင်ပြတဲ့အကြံပြုချက်စာတမ်းဟာရေဘူဝဆန်တဲ့အနေအထားမှာရှိနေတာကြောင့်တခြားလူအပ်တဲ့အသေးစိတ် အချက်လက်တွေကိုအစိုးရထံတိကျတင်ပြနိုင်ဖို့လိုအပ်တယ်လို့ရှမ်းတိုင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD မှအထွတ်အထိပ်တွင်ရေးမှုစိုင်းညွန့်လွင်ကစာတမ်းအပေါ်သုံးသပ်ပြောဆိုပါတယ်။အဖွဲ့အနေနဲ့တင်ပြထားတဲ့အကြံပြုချက်စာတမ်းမှာအလုံသမားဥပဒေကြီး ရာကိစ္စ၊မြေယာကိစ္စ၊ကျူးကျော်ရေးရာကိစ္စ၊တန်ဟာစာရကိစ္စတွေနဲ့စီမံကိန်းပြဿနာတွေပါဝင်ပြီးစက်တင်ဘာလအတွင်းလွှတ်တော်နဲ့အစိုးရဌာနတွေစီပြေပို့သွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီသတင်းကိုဆန်နွေနုပြည်ကစမ်းသီရိခင်ကပြေပို့ထားတာဖြစ်ပြီးကျမခိုင်တဲ့စင်ကတင်ဆက်ထားတာပါ။